ချစ်ခင်လေးသားရပါတော့ကျွန်တော်ကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာအမိတ်ဆွေအားလုံးပေါ့နော်ကျေးဇူးပြုရနော်အစားအနေဆုံးကြည်ပေးပါပါနော်ဘာလို့လဲဆိုရင်ကြော်သွားရင်မမြင်လိုက်မတွေ့လိုက်မတွေ့လိုက်တာကြီးဖြစ်မှာဆိုလို့ပေါ့နော်အခုကျွန်တော်ကဒီမွေးကဒီအခွေအကြောင်းလေးကိုစပြောမယ်ပြီးရင်ဒီ30ရင်းနေ့မနက်ပိုင်း7:30မိနစ်အတွက်စဉ်းစားဆွဲပြီးအား စိုက်ကလေးပြမယ်နော်ပြီးရင်နောက်ထပ်ကလင်နာကြတကွက်ကောင်းပါနော်ကျွန်တော်မိတ်ဆွေများအောကျင်အောလို့ရအောင်အဲကလင်နာကြလေးကိုကျွန်တော်ဆွဲစိုက်ဆွဲပြပေးမယ်နော်လောစကျွန်တော်ဒီကတ်ကြောင်းလေးကိုပြောမယ်အခုဒီတပတ်စာအခွေလေးကတပတ်စာအခွေကကျွန်တော်စောင့်ကြည့်လေ့လာခဲ့တာကြာပြီပေါ့နော်စောင့်ကြည့်လေ့လာခဲ့တာကြာပါပြီအဒီအပတ်မှကျွန်တော် member စခေါ်တာပေါ့နော်ဒီအခွေလေးကတော်တော်လေးမိုက်တယ်တော်တော်လေးကောင်းတယ်ပေါ့နော် ဘာလို့လဲဆိုရင်တစ်နှစ်ပတ်လုံးပါเนาะတစ်နှစ်လုံးမှာမှဒေငါးပတ်အများဆုံးအဲ့လောက်ပဲပြက်တယ်เนาะဖောက်တယ်ပေါ့ဗျာเนาะဒေငါးပတ်အများဆုံးအဲ့လောက်ပဲဖောက်တယ်เนาะအချို့ဟိုတစ်ခါလေးဆိုရင်နှစ်ပတ်လောက်ပဲဖောက်တယ်တစ်နှစ်လုံးမှာနှစ်ပတ်လောက်ပဲဖောက်တယ်ပေါ့เนาะအတော်တော်လေးကောင်းတယ်ပေါ့เนาะမိတ်ဆွေတို့ဟိုတွက်ကြည့်ပေါ့เนาะတစ်နှစ်မှာဘယ်နှစ်ပတ်ရှိလဲเนาะ ြက်တာကတစ်နှလုံးမှာမှ3 4ပတ်ပဲပြက်တယ်တခါတည်းနှစ်ပတ်ပဲပြက်တယ်ပေါ့နော်ဒီဒီအခွေရပေါ့နော်အဲတပတ်နဲ့တပတ်တော့သူကအခွေအလုံးကြီးမတူနော်အလုံးကြီးမတူအဲ့တော့တပတ်မှာ3 4ပတ်ပဲပြက်တယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်ကဒီပတ်မှာစပြီးရောမန်ဘာခေါ်တာပေါ့နော်အာလေ့လာခဲ့တာစောင့်ကြည့်ခဲ့တာကြာပြီပေါ့နော်ဒါပေမဲ့ဒီပတ်မှာမန်ဘာစခေါ်တယ် အဲ့ခုနကပြောတယ်လို့ပဲတစ်နှစ်မှာ၄၅ဘက်ပဲပြတ်တယ်ဆိုပေမဲ့ကိုမန်ဘာစခေါ်တဲ့အပတ်ကြာမှစပြတ်တဲ့အချိန်နဲ့တိုးမှာတော့ကျွန်တော်စိုးရင်နဲ့ပေါ့နော်ဘာလို့လဲဆိုရင်ကိုကစောင့်ကြည့်လေ့လာခဲ့တာကြာပြီဒီဘက်မှာမန်ဘာစခေါ်တယ်နော်ဒီဘက်မှာ၃၄ဘက်ပဲပြတ်တဲ့အခွေကကိုစပြီးတော့မန်ဘာခေါ်တဲ့အပတ်ကြာမှပြတ်သွားခဲ့ရင်အဲကျွန်တော်မိတ်ဆွေများကျွန်တော်ဘက်မှာယုံကြည်မှုတွေနေတော့မယ်ပေါ့နော်အဲကျွန်တော်ဘာလို့လဲဘာလို့ယုံကြည်မှုတွေနေတော့မလဲဆိုတော့ကျွန်တော် ဒီခွေကကောင်းတယ်ဘလို့ဘလို့ဆိုရဲအကြောင်းလေးပြောထားတဲ့အတွက်ကြောင့်ပေါ့နော်အဲဆမမ်ဘာခေါ်ရဲ့အချိန်မှာပြတ်သွားမှာရန်ဆွေးရင်ပေါ့နော်ဒါပေမဲ့ယူထားတဲ့မိတ်ဆွေများနော်အားမလျှော့ပါနဲ့နော်လာနိုင်ပါလာမှာပါနော်လာမှာပါအဲဒီအခွေလေးကိုယူတဲ့မိတ်ဆွေများကတိတ်မရှိပါဘူးလူကြီးနေပါတယ်ဘာလို့လဲဆိုရင်ဒီဘက်ကဘုထဟုမကျော် မွေခနန်းကအစားပြန်လာယူထားတဲ့မိတ်ဆွေတွေကများတဲ့ခါကျတော့သူတို့ကဒီအခွေကိုမယူသေးဘူးပေါ့နော်အနှစ်ခုလုံးမနိုင်တဲ့အတွက်ကြောင့်လည်းပါမှာပေါ့နော်ဘိုးတော်မူကျော်ကတ်ကောဒီကတ်ကောဆိုနှစ်ခုလုံးမနိုင်တဲ့အတွက်ကြောင့်လည်းပါမယ်ဒီခွေလေးကိုမယူကြသေးဘူးပေါ့နော်အဲလာယူတဲ့မိတ်ဆွေများနဲတယ်ပေါ့နော်အဲ့တော့လာယူတဲ့မိတ်ဆွေများကိုတော့အားရှိအောင်လို့ပေါ့နော်လာနိုင်ပါတယ်လို့နော်လာနိုင်ပါတယ်အားမလျှော့ပါနဲ့နော်အဲဘိုးတော်မူကျော်အစားပြန်ယူထားတဲ့မိတ်ဆွေများကလည်းဒီနေ့တည့်ရက်နော်ဒီနေ့တည့်ရက် ကြံပါလေးရဲ့နော်ဒီနေ့တရားကြံပါလေးရဲ့အဲအဲ့ဒီမိတ်ဆွေများလည်းအားမလျှော့ပါနဲ့နော်အတခုတော့ရှိရဲ့ကျွန်တော်ဗိုလ်တော်မှုကြောင့်မွေးကနန်းဒီတခါတလေကြာရင်တရားနောက်ကြပြီးမှထွက်တတ်တယ်နော်တရားနောက်ကြပြီးမှထွက်တတ်တယ်ဖြစ်နိုင်ရင်တော့ကြာတာပတိနေ့အထိဆက်ထိုးပေးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ဒီခွေလေးတာပေါ့နော်အဆင်ပြေမယ်ဆိုလို့ရှိရင်ကျွန်တော် ဒီအခွေလေးကိုယူတဲ့မိတ်ဆွေတွေရောနှစ်ဦးနှစ်ဖက်အစဉ်ပြေမဲ့အခွေလေးပေါ့နော်တော်တော်လေးမိုက်တဲ့အခွေလေးပေါ့နော်အဲ့တော့ကျွန်တော်ကဒီ formula အတိုင်းပဲသွားမှာပေါ့နော် formula အတိုင်းပဲသွားမယ်ပြက်ခဲဒီဖြစ်စေမှန်ခဲဒီစဖြစ်စေပေါ့နော်ဒီ formula အတိုင်းပဲကျွန်တော်သွားမှာဖြစ်ပါတယ်မူတစ်ခုတည်းပဲသွားမှာပေါ့နော်ဟုတ်ပါပြီကျွန်တော်ဒီနည်းနည်းလေးစကားရှင်းရအောင်လေဒီခံပေးပါပေါ့နော်ဟုတ်ပြီကျွန်တော် ီအခွေချောင်းလေးကိုပြောပြီးဆိုတော့ကျွန်တော်နောက်ထပ်အစင်းတင်းဆွဲပီးယာစိုက်ကလေးပေါ့နော်ဒီအစင်းတင်းဆွဲပီးယာစိုက်ကလေးက3ရက်4လနော်3ရက်4လ2025မနက်ပိုင်း7:00နာရီ10မိနစ်တော့ပေါ့နော်စိုက်ကအစင်းတင်းဆွဲပီးယာလေးပေါ့နော်ဒါပြီးရင်ကျွန်တော်ကလင်နာကြားလေးကျွန်တော်ကလင်နာကြားတစ်ကွက်ကောင်းလေးကျွန်တော်မဆင်ပြန်ကြိုင်အောလို့ရအောင်လို့စိုက်ဆွဲပေးမယ်နော်ဒါလေးကတော့အစင်းစင်းတင်းဆွဲပီးယာလေးပေါ့ဗျာနော်သူကအစင်းရောင်လေးကကြတော့ break ပေါ့နော်အစင်းရောင်လေးက break အပြက်ရောင်လေးကလုံးပိုင်းပေါ့နော် ဆင်းအောင်ထဲမှာရှိတဲ့ကဏ္ဍတလုံးပေါင်းခြင်းကို break ယူတယ်နော်အပြာရောင်ထဲမှာရှိတဲ့အပြာရောင်အဝိုင်းနှစ်ဝိုင်းထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းပြီးတော့မှလုံးပိုင်းယူရပါတော့နော်ပထမပင်မှာဆိုရင်73 break ကို9ပိုင်းနဲ့မနက်ပိုင်းမှာ85ဆိုပြီးတော့ထွက်ထားတယ်ဒုတိယပင်ကကြတော့35 break ကို6ပိုင်းနဲ့မနက်ပိုင်းမှာ69ဆိုပြီးတော့ထွက်ထားတယ်ပေါ့နော်35 break ထဲက9 break နဲ့ပေါ့နော်အညာ9 break ထဲက9 break နဲ့6 break နဲ့တွဲပြီးတော့69ဆိုပြီးထွက်တာတယ်တတိယပင်ကကြတော့83 break ရှစ်ပိုင်ဆိုတော့နော်အဲ့ရှစ်သုံးပရိတ်ထဲကရှစ်ပရိတ်ကိုရှစ်ပိုင်နဲ့တွဲပြီးတော့မှတောင်ညာရှစ်စုတောင်ညာရှစ်စုပြီးတော့ထွက်ထားတယ်ပေါ့နော်အဲ့လေးပင်မြောက်ကကြတော့ကျွန်တော်ဒီနေ့မနှက်တော့ပေါ့နော်တစ်6ပရိတ်ကို6ပိုင်နဲ့တွဲပြီးတော့ကစားရမှာပေါ့နော်အဲ့တစ်6ပရိတ်6ပိုင်နဲ့တွဲပြီးတော့ကျွန်တော်ကဏ္ဍလေး main ကွက်ရေးပေးထားရပေါ့နော်ကိုတစ်6ပရိတ်6ပိုင်ဆိုတော့6နှစ်အာရဲ့6ခွန်အာရဲ့အဓိက main ပေါ့နော်ဒီ site ကနေရတာ main ပေါ့ဗျာနော်အောက်က6ခွန်နဲ့6ခွန်အာနဲ့6နှစ်အာကကြတော့အရန်ပေါ့နော်ဘာလို့အရန် ဘာလို့အရန်ရေးထားလဲဆိုရှင်ဘာလို့အရန်ရေးထားလဲဆိုရှင်အလုံးလုံးနေအလုံးလုံးနေလို့ဒီ၄ခွန်နဲ့၄နှစ်ကဘာလို့အရန်ထည့်ထားလဲဆိုရှင်ကျွန်တော်ဘာပေါ့နော်ဒီ16ပြိမ့်မှာကျွန်တော်6ပိုင်းဆိုတော့6ရဲ့ပါဝါ၄ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က16ပြိမ့်နဲ့တွဲပြီးတော့အရန်ထည့်ပေးတာဖြစ်ပါတယ်โอเคပါဒါလေးလဲကျွန်တော်ရဲ့မိတ်ဆွေများကြိုက်ရင်ကန်ဆန်းကြည့်ပါနော် အကွက်မများပါဘူးနော်၄ကွက်ပဲပဲနော်အာပြီးမှကစားရမယ်၄ကွက်တည်းဖြစ်ပါတယ်နော်၄ကွက်ပဲဖြစ်ပါတယ် okay အကျော်မကြည့်နဲ့တော့ကြော်ကြည့်တချို့ကြော်နောက်ဆုံးဟာကိုကြော်ကြည့်ရဲ့မိတ်ဆွေတွေကဒီဟာလေးကိုဒီအခုပြထားတဲ့ site ကလေးကိုမမြင်မဲဖြစ်သွားမယ်နော်မမြင်မဲဖြစ်သွားမယ်မမြင်လိုက်လို့ထွက်ကနန်းဖြစ်တော့ပေါက်ကနန်းဖြစ်သွားရင်နစ်နာမယ်ပေါ့နော်အကျော်မကြည့်ပါနဲ့နော်ဒါလေးလည်းတွေ့အောင်လို့ပေါ့နော် တချို့ကကျွန်တော်နောက်ဆုံးဟာကိုပဲကြော်ကြည့်လိုက်တဲ့ခါကျတော့ဒီကြားထဲမှာပြတဲ့ဟာတွေကိုပြတဲ့အရာတွေကိုမတွေ့လိုက်ကြဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်။ကနန်းထောက်ကကြမှာမတွေ့လိုက်ဘူးမမြင်လိုက်ဘူးအဲ့လိုဖြစ်သွားပါပေါ့နော်။ဟုတ်ပြီဒါလေးကကျတော့30ရက်4လ2025မနက်ပိုင်း7:00မိနစ်အတွက်ကလင်နာကြားလေးပေါ့နော်ကလင်နာအဲကလင်နာမှာတွားထားတဲ့လမ်းကြောင်းလေးပေါ့နော် နနာမှာပေးထားတဲ့လမ်းကြောင်းလေးတစ်ခုကိုကျွန်တော် site တေးဆွဲပြပေးမယ်နော် site တေးဆွဲပြပေးမယ်မိတ်ဆွေများကြိုက်ရင်ကစားလို့ရအောင်လို့ပေါ့နော် Svega, ljubav na svojom životu. Tijani ဒီအနီရောင်ဝမ်းထဲမှာတင်ငါဆိုတဲ့ကဏန်းလေးရှိရပေါ့နော်တင်ငါဆိုတဲ့ကဏန်းရှိတယ်အဲ့ဒီတင်ငါနဲ့အောက်မှာမလမကန်းမှာလေးခွန်ဆိုပြီးတော့ရှိရပေါ့နော်ခိုင်ကြတော့ဆိုက်ဆွဲရတာဟို ဟောဖြစ်တဲ့ခါကျတော့အနုစိတ်ပေါ့နော်အဝိုင်းလေးတွေပြန်ညှိရလေးပါလိမ့်နဲ့နည်းနည်းတော့ဟောဖြစ်တယ်ပေါ့နော်ဆိုစိတ်ရှည်တိခံပေးပါပေါ့နော်ဒီအောက်မှာလေးခွန်ပေါ့နော်ဒါကျွန်တော်ဒီတင်ငားနဲ့လေးခွန်ကိုဆက်လိုက်မယ်နော်တင်ငားနဲ့လေးခွန်ကိုအနီအောင်မြင်းလေးဆက်လိုက်မယ်ဟုတ်ပြီနော် ဒီတင်းကားနဲ့လေးခွန်အကွာဝေးရကြတော့ကျွန်တော်ဒီကနေစရေးလိုက်မယ်ဒီတင်းကားရဲ့ဘေးကနေစသွားလိုက်မယ်နော်တင်းကားရဲ့ဘေးကနေ1 2 3 4လေးနော်တင်းကားရဲ့ဘေးကနေသွားလိုက်ရင်၄ချိန်မြောက်မှာအောက်ကိုသွားမှာနော်တင်းကားရဲ့ဘေးကနေသွားလိုက်ရင်၄ချိန်မြောက်မှာအောက်သွားမှာဆိုရင်ဒီဒီဘွားကနေစတိဒီဘွားဒီကနေစရေးမှာပေါ့နော်တစ်တစ်ကနေစရေးလိုက်မယ်နော်ပြောရရင်တော့တင်းကားနဲ့တစ်တစ်နဲ့ တောင်းပင်မှာခြားရပါတော့။ဒီတောင်းချိန်မှာခြားတယ်။အဲတောင်းချိန်ခြားရနေပြီးတော့ဒီတစ်တစ်ကနေစပြီးအောက်ကိုရေးလိုက်မယ်။1 2 3 4 56ကျင့်ညောင်းမှာ၄ခွန်ဆိုတဲ့ကဏ္ဍလေးရှိရပါတော့6ကျင့်ညောင်းမှာ6ကျင့်ညောင်းမှာ၄ခွန်ဆိုတဲ့ကဏ္ဍလေးရှိရပါတော့အဲ့ဒါလေးကျွန်တော်ကမိတ်ဆွေတို့နားလဲတဘောပေါအောင်လို့ဟိုခဏကြားဖြတ်ပြီးပြောပြောပြရပါတော့ဟုတ်ပြီနောက်တစ်ခုက ဒီမှာအဲ့ဒီတင်ငါရဲ့ဇောင်းလေးမှာပေါ့နော်တင်ငါနဲ့မျက်စောင်းထိုးလေးမှာ26ဆိုတဲ့ကဏ္ဍလေးရှိပါတယ်တင်ငါနဲ့မျက်စောင်းထိုးလေးမှာ26ဆိုတဲ့ကဏ္ဍရှိတယ်တင်ငါနဲ့26ရဲ့အကွာဝေးလေးကိုလည်းတစ်ချက်နားလည်တဲ့ပေါ့ပေါ့အောင်ပြပေးမယ်ပေါ့နော်ဒီမှာ တင်ကားတင်ကားအောင်မှာခွန်ခွန်ဆိုပြီးတော့တစ်ကြိမ်ပဲတစ်ကြိမ်ပဲချားရပါတော့အဲခွန်ခွန်ရဲ့မျက်စောင်းတို့လေးလို့မှာ26ဆိုတဲ့ကဏ္ဍလေးရှိရပါတော့ဒါကမိတ်ဆွေတို့နားလဲအောင်လို့ပေါ့နော်တပေါပေါအောင်လို့ကြာမှာဆိုလို့မပြောတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့မှာ26ရှိရပြင်ဒီအောက်မှာခွန်ခွန်နဲ့အော် sorry ၄ခွန်နဲ့မျက်စောင်းတို့လေးပေါ့နော်၄ခွန်နဲ့ဆိုလို့ရှိရင် ော်လေးခုနဲ့ဆိုလို့ရှင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လေးချိန်ခြားပြီးတော့မှနော်လေးလေးခုနဲ့လေးချိန်ခြားပြီးတော့မျက်ဆောင်ထိုးလိုက်မှာ26ဆိုတဲ့ကဏ္ဍလေးထပ်တွေ့ရပေါ့နော်26ဆိုတဲ့ကဏ္ဍကဏ္ဍထပ်တွေ့ရအဲ့တော့ကျွန်တော်ကဒီဒီမှာလဲ26နော်ဒီမှာလဲ26ဒီအောက်မှာလဲ26နော်ပြီးရင်နောက်တစ်ခုကဒီမှာ6ခုနဲ့ <laughs> မှာဒီခံပြီးတော့ကြည်ပေးပေါ့နော်ကျွန်တော်ကဟိုမိတ်ဆွေကိုမိတ်ဆွေတို့ကိုနားလဲတဘောပေါအောင်လို့ပေါ့နော်စိတ်ရှိရှိနဲ့ရှင်းပြပေးရပေါ့နော်ကျွန်တော်ကတော့မှစိတ်ရှိရှိနဲ့ရှင်းပြနေတာပဲကျွန်တော်မိတ်ဆွေများဟိုဒီခံပေးပေါ့နော်အလိုဒီလိုအဝိုင်းလေးတွေဆွဲရတာတစ်ခါကျအနုစိတ်ဖြစ်တယ်ပေါ့နော် ုတ်ပြီဒီမှာ262ခုတွေ့ပြီခုနောက်ထပ်တစ်ခုထပ်တွေ့နော်နောက်ထပ်တစ်ခုကကြတော့ဒီမှာကျွန်တော်ခွန်လေးအဒီမှာ၄ခွန်နော်ဒီမှာ၄ခွန်ဆိုတဲ့ကဏ္ဍရှိရဲ့အဲ့ဒီ၄ခွန်နဲ့၄ခွန်နဲ့အပေါ်မှာနော်အပေါ်အတန်းလေးမှာပေါ့နော်၄ခွန်ရဲ့အပေါ်အတန်းလေးမှာဒီမှာ၈၈၈ရဲ့ဘေးမှာ6နှစ်ဆိုပြီးတော့ရှိရပေါ့နော်ပြောရအောင်ဒီလိုမျက်စောင်းထိုးလေးတစ်ကြိမ်ပဲခြားရပေါ့နော်၄ခွန်နဲ့၄ခွန်၄ခွန်နဲ့၈၈ နော်4988ဘေးမှာ6နှစ်ပေါ့နော်6နှစ်ဆိုတဲ့ကဏ္ဍလေးထပ်တွေ့တယ်တတိ26နှစ်ခုရဲ့6နှစ်ရဲ့3ခုတွေ့ရပေါ့နော်အပြာရောင်အပြာရောင်အဝိုင်း3ဝိုင်းက26 26 6နှစ်ဆိုပြီးတော့3ခုဖြစ်တယ်ပေါ့နော်3ခုအနီရောင်လေးကတင်ကား4ခွန်းဟုတ်ပြီဒီပုံစံလေးတိုင်းပဲเนาะဒီပုံစံလေးတိုင်းပဲကျွန်တော်နောက်ထပ်ဒီနေ့ကစားရမယ့် site လေးကို ဆွဲပြပေးမယ်เนาะဒီအခုကျွန်တော်ဆွဲပြပေးထားတဲ့ပုံစံလေးတိုင်းမှာပေါ့เนาะတင်ကားနဲ့၄ခွန်အနီရောင်အဝိုင်းနှောင်းဝိုင်းကတင်ကားနဲ့၄ခွန်အပြာရောင်အဝိုင်းသုံးဝိုင်းက26 26 6ခွန်ပေါ့เนาะအဲ့ဒီပုံစံလေးတိုင်းမှာဒီနေ့ကစားရမယ့် site လေးကိုကျွန်တော်ဆွဲပြပေးမယ်เนาะအဲ့ဒါကဘယ်မှာလဲဆိုလို့ရှိရင်အောက်မှာပေါ့เนาะ ဟုတ်ပြီဒီမှာ၄ခွန်ဆိုတဲ့ကံခွန်လေးပေါ့နော်အပေါ်မှာအပေါ်ပင်မှာ၄ခွန်ဒီမှာခွန်လေးခွန်လေးဆိုတဲ့ကံလေးရှိရပေါ့နော်ဒီမှာတင်ငါဆိုတဲ့ကံရှိမယ်နော်အဲ့ဒီတင်ငါနဲ့ခွန်လေးရဲ့အကွာအဝေးကဒီအပေါ်မှာဒီအပေါ်ပုံစံတိုင်းပဲအတူတူပဲနော်ဒီအပေါ်ပုံစံတိုင်းပဲအတူတူပဲဖြစ်ပါတယ်နော်အကွာအဝေးလည်းကျွန်တော်ပြောပြမယ်ဒီမှာတင်ငါကဘေးကနေစရည်တိုင်းပဲတစ်ကြိမ်နှစ်ကြိမ် 3ချိန်เนาะ3ချိန်ခြားပြီးတော့4ချိန်เนาะ4ချိန်ကနေအောက်ကိုတွားမယ်ဒီမှာလည်းလိုပဲ1ချိန်2ချိန်3ချိန်4ချိန်မြောက်မှာ1 1 1 1ကနေအောက်ကိုရေးလိုက်တဲ့အခါမှာ1 2 3 4 5 6ချိန်ညောက်မှာ၄ခွန်ပေါ့เนาะခုလည်းလိုပဲ1 2 3လေးချိန်မြောက်မှာအောက်ကိုအောက်ကိုစရေးလိုက်မယ်1 2 3 4 5 6 6ချိန်မြောက်မှာခွန်လေးပေါ့เนาะအတူတူပဲเนาะဒါမှမဟုတ်ဆိုလို့တိအောင်လို့ပေါ့เนาะ အကောင်အကွာဝေးရအကောင်အတူတူပဲနော်ဟုတ်ပြီအခုပေါ့နော်ကျွန်တော်အပေါ်မှာဆွဲထားတဲ့ပုံစံလေးတိုင်းပဲအောက်မှာတင်ငါနဲ့ခွန်လေးဆိုပြီးတော့တွေ့ပြီပေါ့နော်တင်ငါနဲ့ခွန်လေးအကွာဝေးခြင်းလည်းအတူတူပဲနော်တင်ငါနဲ့ခွန်လေးတွေ့ပြီနောက်ထပ်ဘာလူလေးလဲဆိုအပြရန်အဝိုင်း၃ဝိုင်းနော်အပြရန်အဝိုင်း၃ဝိုင်းကကြတော့အပေါ်မှာ26 26 6နှစ်နော်26 26 6နှစ်အောက်မှာကြတော့ အဲ့ဒီကဏ္ဍမဟုတ်တော့နော်နှစ်ချောင်းနှစ်ချောင်းခြောက်နှစ်မဟုတ်တော့ဘူးဒီနေ့ထိုးရမယ်ကဏ္ဍပေါ့နော်အဲ့ဒါကဘယ်မှာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်အပြရန်အဝိုင်းလေးဝိုင်းပြပေးမယ်နော်ဒီမှာဟိုအပေါ်မှာလိုပဲပေါ့နော်တင်ကားနဲ့မျက်ဆောင်ထိုးလေးမှာနော်တင်ကားနဲ့သုံးကားနဲ့နှစ်တစ်ဆိုတဲ့ကဏ္ဍလေးခြားပြီးတော့မျက်ဆောင်လေးထိုးတာပဲပေါ့နော်အဲ့ဒီမှာသုံးကားဆိုတဲ့ကဏ္ဍလေးရှိပါတယ် ဟုတ်ပြီကျွန်တော်3 5ဆိုတဲ့ခဏတခုရပြီပေါ့နော်နောက်ထပ်3 5နှစ်ခုလိုလေးရပေါ့နော်ဒီမှာ3 5ဆိုတဲ့ခဏတခုရပြီနောက်ထပ်3 5နှစ်ခုလိုလေးရနော်အပေါ်က2 6လိုပဲပေါ့နော်3ခုဖြစ်ရမှာဆိုတော့ဒီမှာ3 5တခုဟာ3 5တခုတွေ့ပြီဟုတ်ပြီနောက်ထပ်နှစ်ခုရှာနောက်ထပ်နှစ်ခုကဒီမှာအောက်မှာအကွာဝေးကိုတော့ကျွန်တော် ရေမရေပြတော့ဘူးပေါ့နော်အချိန်ကြာနေမှာဆိုလို့ပေါ့နော်မိတ်ဆွေတို့ဒီ site ရဲ့ site ကိုဟိုမယုံရင်အကွာဝေးလေးတွေကိုကိုရေကြည့်လို့ရရပေါ့နော်အကွာဝေးချင်းအကုန်အတူတူပဲเนาะကျွန်တော်စစ်ပြီးသားဒီအောက်မှာလည်း35ဆိုပြီးတော့ထပ်တွေ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ 3535ဆိုပြီးတော့အဝိုင်းနှဝိုင်းတွေ့ပြီပေါ့နော်အပြာရောင်အဝိုင်းနှဝိုင်းရပြီဒီအပေါ်မှာတော့က26နှစ်6เนาะ26နှစ်6ဒီအောက်မှာကျတော့3535ပေါ့နော်အဲ3535 နှစ်6လို့ပဲသုံးခုဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာเนาะနှစ်6လို့ပဲ3 5ဆိုတဲ့ကဏ္ဍလေးကသုံးခုဖြစ်ဖို့ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းထွက်မှတ်နေရာလေးမှာ3 5ဆိုတဲ့ကဏ္ဍလေးထည့်ပေးရမယ်ပေါ့เนาะအဲကျွန်တော်3 5ဆိုပြီးတော့ထည့်လိုက်မယ်5 3ပေါ့เนาะ ဒီမှာ35ဆိုတဲ့ကဏ္ဍလေးထည့်လိုက်ပြီပေါ့နော်35ဆိုတဲ့ကဏ္ဍလေးထည့်လိုက်တဲ့ခါမှာကျွန်တော်အပေါ်မှာအပေါ်က site လေးလိုပဲအနီအောင်လေးက10ငါးလေးခွန်ပေါ့နော်10ငါးအောက်မှာခွန်လေးပေါ့နော်အပေါ်မှာ10ငါးလေးခွန်အဲအပေါ်အပြာရောင်3ဝိုင်းထဲမှာရှိတယ်လို့ပဲ26266နှစ်ဒီအောက်မှာလည်း3935 3ငါးဆိုပြီးတော့ဖြစ်အောင်ဒီနေ့ထွက်မနေရလေးမှာ93ဆိုတဲ့ကဏ္ဍလေးထည့်လိုက်တယ်ပေါ့နော်ပေါ်မှာကျွန်တော်26 26မှာ ောက်တစ်ခုကကျတော့6နှစ်ဆိုပြီးအာဘက်ဟုတ်အပြန်ဘက်ကနေဖြစ်သွားတယ်ပေါ့နော်2 6 2 6 6နှစ်ဆိုပြီးအပြန်ဖြစ်သွားတယ်ဒီမှာလည်းအဲ့လိုပဲ3 5 3 5ဆိုပြီးတော့မှဒီမှာအပြန်5 3ဆိုပြီးကျွန်တော်ထည့်ထားပါပေါ့နော်အဲဘာပဲဖြစ်ကျွန်တော်မိတ်ဆွေများကတော့တကွက်တဲ့ကြိုက်တယ်ဆိုလို့ရှိရင်အားရမယ်နော်အားပြီးမှကစားရမယ် โอเคပါကျွန်တော်ချစ်မိတ်ဆွေအားလုံးပေါ့နော်ဒါလေးကတော့ကလင်နာကလင်နာမှာတွားထားတဲ့လမ်းကြောင်းလေးတိုင်းပဲတကွက်သေးไซคลิกကျွန်တော်ဆွဲပြပေးတာဖြစ်ပါတယ်เนาะကြိုက်တယ်ဆိုလို့ရှိရင် ကစားပါเนาะကြိုက်ရင်ကစားပါကြော်ကြည့်တဲ့မိတ်ဆွေများอ่ะเนาะဒီမှာဒါစင်းစင်းဆွဲပြไซคลิกပေါ့เนาะတစ်ချောက်ပလေးကို၉ဘိုင်နဲ့ ကိုကိုနှစ်ကိုခွန်အားမယ်အရန်နေနဲ့ကိုရဲ့ပါဝါ၄ကိုကျွန်တော်16ပလေးနဲ့တွဲပြီးအရန်ထည့်ထားပေးရပါတော့နော်အဲ့ဒါလေးကြော်သွားရမယ်ဆိုရကြတော့ဒါကိုမမြင်လိုက်ပဲဖြစ်သွားမယ်ပေါ့နော်မမြင်လိုက်လို့ချင်းတကယ်လို့ထွက်ကန်းတန်းဖြစ်သွားရင်ညစ်နာမယ်ပေါ့နော်မိတ်ဆွေတို့ညစ်နာမယ်အဲ့တော့ကြော်ကြည့်တဲ့မိတ်ဆွေများကျွန်တော်ပြန်ပြပေးရပါတော့အဲ့တော့ဒါလေးကိုလည်းကျွန်တော်မိတ်ဆွေများကြိုက်ရင်ကစားပါနော်โอเคပါမနာပိုင်းတွက်ကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ ိုရင်းစန္ဒတွေတလုံးတော့နိုင်ပြည်စုံပြီးတော့လှူဒန်းပေးကမ်းဆွံ့ကျင်နိုင်တဲ့ပုံကူထူပုံကူများတွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရက်ရှေ့ရနေ့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ